ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Audio မြန်မာ Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာမတော်ရလာမင်းဆန္ဒရေးသားထားတဲ့အစိမ့်တွေမယံငယ်မှဇလံအစာဆုံးကိုတင်ဆက်ပေးကြပါရစေအခုတင်ဆက်မယ့်ဇလံလေးကတော့ဖြစ်ရမယ့်ဇလံလေးပဲဖြစ်ပါရရှင်ကျွန်တော်တို့အသက်ကပြောရရင်မငယ်တော့ပါဘူးအသက်40ကျော်ဘေးကျဲအရွယ်ပေါ့အရင်နေ့သောတငယ်ချင်း3ယောက်ချင်းတော်တော်လာလာရိုင်းပဲကုညီတယ်ပဲပြောပါတော့ ဒီနေ့မှပြောချင်တာကျွန်တော်တို့တော်တော်လုံးကအိမ်အောင်တဲ့ရီကလေးတွေနဲ့မိသားစုကိုစီရှိကြတယ်ဗျကြိုက်မဲ့အငယ်အနောင်လေးကိုစီရှိကြတယ်လေတယောက်ကိုတယောက်ဖုံပေးဖိပေးကြလို့လေအတွဲညီရဲ့လို့ဆိုရမလားပဲဗျကျွန်တော်ရဲ့နာမည်ကရဲဝင်းကျွန်တော်ရဲ့တငယ်ချင်းတယောက်ကအောင်ကောင်းကျော်နဲ့လှထွန်းအေးလို့ခေါ်ကြတယ်တပတ်တစ်ခါမှအငယ်လေးလေးစီသွားတဲ့အခါမှအိမ်ကိုအကြောင်းမျိုးမျိုးပြဖို့အတွက်အလှကြကူညီကြတယ်ဆိုရင်တော့မမှားဘူးကျွန်တော်တို့ရဲ့မှာအောင်ကောင်းကျော်ရဲ့မိမလွယ်လို့ဂျန်နဲ့မိမတွေကပြဿနာသိပ်ပြီးတော့မရှာတတ်ဘူးဗျ သူ့မိမလူရဲ့နှက်တယ်လဲတယ်အပေါ်ရောင်တော့သွားပြီးတော့မလိန်လီနဲ့တကယ်အကွက်ကြကြအမားရွယ်နေမှရတာနောက်ပြီးတော့ဒီကောင်ကလည်းအငဲသားထားနေတာမရကြတော့ကြောက်တာသူ့အတွက်ပဲခေါင်းရှုံနေရတာလေမတော်လို့အလိန်ပေါ်ရင်အကုန်လုံးတတိတထဲကြီးမိမာ哦သူ့မိမဘလောက်လေတလဲဆိုရင်ကျွန်တော်တို့နဲ့အပြင်သွားမယ်ညာအိမ်မယ်ပြောရင်တစ်ခါတစ်ခါဖုန်းလှမ်းပြီးတော့ဆက်တက်သေးရဗျဒီတော့ကျွန်တော်တို့မှလည်းအကြက်ရရတာပေါ့။နောက်တော့အထာနဲ့သွားပြီလေ။တယောက်တည်းလည်းမသွားဘဲနဲ့တယောက်တည်းအတူတူချိန်မြော့သွားလိုက်ကြတယ်။ ကျွန်တော်တို့အိမ်ကိုဖုန်းလာဆိုင်ရင်လည်းအပြစ်မညာအိတ်တာပဲသိရမယ်မလားကျွန်တော်တို့ကညဘက်ဘော်ဒါရီမိတ်ဆွေတွေနဲ့အလောက်ကိစ္စဘာညာတာရကပြောရလို့ဖုန်းပိတ်ထားမိအကြောင်းတညတညွတ်သေးပြောထားတာလည်းရှိတာ哦ဒီတော့တော်ရုံတော့မမိနိုင်သေးဘူးလို့ဆိုရမှာပဲအဲ့ဒီညနေကကျွန်တော်စီကိုအောက်ကောက်ကြဖုန်းဆက်လာတယ်သူမိမာသူနဲ့အငယ်လေးနဲ့ message ပို့ထားတာတွေ့သွားတယ်တဲ့ကဲကျွန်တော်လည်းတိုက်ပတ်ပြီလေစကားမညီလို့လည်းမရဘူးဗျမတည်ဦးခံရင်လည်းရုံမှာမဟုတ်ဘူး哦ဒီတော့အကြက်ကရိုက်ပြီးတော့ခေါင်းချင်းဆိုင်ရပြီပေါ့ ောက်ကောက်ကြောင့်မိမထင်ထားတဲ့အတိုင်းပဲကျွန်တော်တို့စီကဖုန်းဆက်လာတယ်အမှန်တိုင်းပြပြဖို့ပေါ့ကျွန်တော်တို့ကလည်းလိန်အောင်မှအမှန်တရားပေါ်တာလိန်တာအကောင်းဆုံးလို့တွေးမိကြတယ်လေကဲအဲ့တော့ဒီတိုင်းတော့အမှန်တိုင်းတော့မဟုတ်ဘောအောက်ကောင်းကြောင့်မှတစ်ခါတလေ easily အဆင်စကားပြောရဲခလေးမလေးတော့ရှိရဲလွန်လွန်ကျွကျပတ်သက်ကြတာမျိုးမဟုတ်ဘူးလို့တော့ညားရတာပဲဒါတော့သူကဘလို့များမယုံနိုင်တယ်လည်းမသိပါဘူးနောက်တနေ့ Facebook ပေါ်မှာမယံငယ်လေးပုံလေးတင်ပြီးအဆက်ခွဲပါလေရောအောက်ကောင်းကြောင့်ရဲ့မယံငယ်လေးကငိုယိုပြီးတော့ဖောက်ဆက်လာပြန်တယ် မေယာကြီးကလည်းတောင်းဆန်နေကျွန်တော်တို့မှဘာလို့လို့ဖောက်ခရရမှမသိတော့ဘူးမတော်လို့ကျွန်တော်တို့ကိစ္စပါပေါ်ခွေမခတ်ဘူးလားအောင်ကောင်းကျော်ကတော့ဘယ်တော့မှသစ္စာမဖောက်ဘူးပြောပြောနည်းနည်းတော့လန့်မိတာပဲကျွန်တော်တို့မှမေယာကြီးကိုပြေးပြီးတော့ဖားရမေယာငယ်ကိုချော့မော့ရနေရှင်းနေရတာမေယာကြီးကမေယာငယ်အိမ်ကိုဘလို့တိသွားလဲမသိပါဘူးအဲ့ဒီသွားပြီးတော့တောင်းချမ်းတော့တာပဲကဲအဲ့တော့မေယာငယ်လေးကိုလည်းစပယ်နေဆွဲတယ်ရိုင်းနေတယ်ဆိုတာဗီဒီယိုဇာတ်လမ်းမှာပဲတွေ့ဘူးတော့မလား तू ကအဝယ်စားတဲ့အကုန်ဆွဲဆုပ်ချွတ်ပြပြီးတော့လမ်းပေါ်စပင်ဆွဲပြီးခေါ်လာတာ တလန်းလုံးလူတွေအော့အော့ကြက်ကြက်ဖြစ်ကုန်တာမယံငယ်လေးကလည်းတော်တော်အဆက်ကွဲသွားတာမယံငယ်ဘက်ကအမှုပြန်ဖွဲ့မယ်အထီးဖြစ်ခဲ့တာအောင်ကောင်းကျော်ကဟိုဘက်လဲ၆မောရဒီဘက်လဲ၆မောနဲ့ဒီကဘွားပြက်နေညနေငယ်လေးနေမကြပါဘူးမယံငယ်လေးကသူ့နေတဲ့အထက်မြတိုက်ပွားနေခုံချပြတော့တည်သွားပါလေရော Facebook မှာလည်းပလူပြန်အိမ်အထီးလည်းအဆက်လာခွဲတဲ့ဓာတ်ကိုလည်းခံနိုင်ဖို့မရဘူးမယံငယ်တတ်တည်ရလို့ကြတော့မယံကြီးကတွတ်တောက်မလုံးပြဘလောက်တောင်မှနာကြီးနေလည်းမသိဘူးနော်ပြီးတော့ခတ်တာအောင်ကောင်းကျော်ကဲဘာလို့ခတ်လဲတီးကြလား ဘာလို့ခတ်လဲဆိုတော့သူကမယငယ်လေးအတော်လေးကိုတန်ရောစေကြီးရှာတာလေမယကြီးကိုကြောက်လို့တာမကွဲရတာမယကြီးတာကွာပြီးမယငယ်လေးအတီးယူတော့မှာကိုတိုက်ပွားနေခုံချသေးပြီးတော့အောင်ကောင်းကျော်လဲစိတ်ထိကြိုက်သွားတယ်အရင်လိုပြောရွှင်နေရမျိုးသူ့မှာမတွေ့ရတော့သူ့ကြောင့်လူအသက်တချောင်းသူချရတဲ့သူတယောက်ဆုံးရှုံးရတယ်ဆိုရဲခစားချက်ကြီးကကြီးစိုးသွားပြီလေပြဿနာအခုမှစတာဗျတညနေကျတော့အောင်ကောင်းကျော်ကျွန်တော်တို့နဲ့အရေးတကြီးတွေ့ကျင်တယ်လို့ဖုန်းဆက်လာတယ်သူချင်းတဲ့ဘီယာဆိုင်ကိုထွက်လာခဲ့ကြတော့ ဆာရောက်တော့တိတာခံမှာဆိုလို့အဲ့ခံဝင်သွားတာတကောင်သားမူးလို့တော့မမွတ်နေပြီသူ့ကောင်ကသပင်ကိုလက်နဲ့မကြမကြထိုးဖွာထားလို့သပင်ဖုတ်တိုက်နေကိုဖြစ်လို့ကျွန်တော်တို့လည်းမြောငိုချလာပါလေရောပြီးတော့ငိုနေနဲ့ပြောတာမိုးလေးမကြွဘူးဟာငါနာမှာရှိနေတယ်ဆိုတဲ့စကားပဲကျွန်တော်လည်းအစာဒီကောင်မူးလို့ရှောက်ပြောနေရပဲထင်တာနောက်တော့အကြောင်းစုံတရားမှာကြောချက်နေဆိုဆိုပွဲရမရှိပါပဲအောင်ကောင်းကြသူ့ငယ်လေးမိုးလေးလို့အပြားစုခေါ်တာကောင်မလေးရဲ့နာမည်အပြည့်စုံကပြည့်မူမူကျော်တဲ့ သူ့အသက်ကအခုမှ26နှစ်ပဲရှိသေးရလေကျွန်တော်တို့နဲ့တော့အသက်တော်အတော်လေးကိုကွာရရဲ့ရက်လေပြီးနောက်ညာစာရာလို့ပြောရင်အောက်ကောင်းကျော်အပြင်သွားရညာဘက်တည်းဆိုရင်ကားနောက်ခံမှာထိုင်ပြီးလိုက်တက်တယ်တဲ့ဖြစ်နိုင်ပါမလားဆိုတော့သူ့မိမလည်းမြင်တယ်လို့ပြောတာပဲကျွန်တော်တို့မရှင်ရင်အခုသူကောင်းမပြမယ်ဆိုလို့နေပါကွာလို့တားရသေးတယ်အဲ့ဒါပြင်သူ့ရဲ့အိမ်ထဲမှာလည်းရှောက်သွားနေတက်တာတဲ့ပြေးမမှုကျော်အိမ်မှာမဟုတ်တာမင်းရလေဘလို့လို့ဝင်လို့ရမှာလဲကွာအဲ့လိုလေပြောပြသေးတယ် ဒီကဝတော်တော်ရှာရှိရဲကအတုပါနာသွားပြီးတော့မိုးလေးကိုကိုကိုမခွဲနိုင်ဘူးကိုကိုနာမှာပဲနေပါမိုးလေးမရှိကိုကိုသေလိမ့်မယ်။ဘာညာနဲ့သွားပြီးတော့ပြောထားမိတဲ့ရဗျာ။ပြီးတော့အိမ်မမတာကောင်မလေးကမျက်နှာနွဲ့နွဲ့နဲ့လာပြောတဲ့လေ။ကိုကိုမိုးလေးနေစားမရှိဘူးဒုက္ခရောက်နေ။အဲ့လိုအိမ်မမတာအောက်ကောင်းကျော်ကဒါဆိုကိုကိုနာမှာပဲနေဘယ်မှမသွားနဲ့ဆိုပြီးခရောင်ကရံပြောမိတယ်ဗျာ။အဲ့ချေအနေစားလို့ပြည့်မမှုကျဲဝိညာဉ်ကိုအိမ်မှာတမျိုးကားပေါ်မှာတမျိုးတွေ့လာတာပဲ။အခုနောက်ပိုင်းမှာပို့ပြီးတော့ဆူရလာခဲ့တာတဲ့။ သူတို့လင်မယားမြောက်အိတ်တဲ့ကလေးမှာနှစ်ယောက်ကြားတဲ့ဝင်ပြီးတော့လာအိတ်တဲ့အထီးဆိုတော့အောင်ကောင်းကြော်လေတုံလှုပ်လာပြီလေဘလောက်ပဲချစ်တယ်ပြောပြောဘဝချားနေမလားသူ့မိမဆိုညံ့ရမအေးရဲ့လို့လူလဲကြောင်တနာဖြစ်ချင်နေပြီဆိုပဲဗျကျွန်တော်တို့ဘလို့များလို့တင်လဲဆိုပြီးတော့အကြံညာတောင်းတာပေါ့ကျွန်တော်တို့မှဒီလိုကိစ္စမျိုးတွေကအတွေ့အကြုံမရှိဘူးလေပြီးတော့ကြားဖို့နှောင်းရတာရှိခဲ့တာမှမဟုတ်ပဲတဆေတည်းရဲ့ဆိုတာလေရှုံလဲမယုံတလို့မြင်လဲမမြင်ဘူးခဲ့ဘူးလေအဲ့တော့လာထုံးအေးကကဲမင်းမောင်းကွာကားပေါ်တကယ်ပါမပါငါလိုက်ကြည့်မယ်အဲ့လိုပြောရော ကျွန်တော်တော့မယုံမိမယ်အဲ့လိုတော့မစမ်းတတ်ရဘူးဗျနောက်ဆုံးကျွန်တော်ကကောင်းမောင်းပြီးတယ်လာထုံးအရာရှေကမ်းမှာအောင်ကောင်းကျော်ကကားရဲ့နောက်ခံမှာကားရဲ့ထိုင်ကိုခေါင်းမိပြီးတော့ထိုင်လိုက်ဘာရတော့မဟုတ်လေသူပြောတာဟုတ်မဟုတ်သိချင်လို့မြို့တစ်ပတ်မောင်းပြီးတော့စမ်းတတ်ကြည့်ရုံလေးပဲပြီးရဆိုင်ကနေထွက်လာတော့ည၈နာရီကျော်နေပြီလမ်းပေါ်မှာလူတွေကလည်းကျဲစားပြုတ်နေပြီပေါ့ဗျာကားကိုပုံမှန်လေးပဲမောင်းလာခဲ့တာနိုင်ဝဲလောက်ထိကတော့အားလုံးကပုံမှန်ပဲဘာမှမထူကြဘူးအေးနိုင်ဝဲလည်းကြော်လာလူပြတ်တဲ့နေရာလည်းရောက်အဲကုန်းဖွင့်ထားတဲ့ကားရဲကနေအပုတ်နိုင်ရာရုတ်တရက်ထွက်လာ ဒါတော့ကျွန်တော်တို့သုံးလားစလုံးရှာရယ်နော်အောင်ကောင်းကျော်ကကားနောက်ခံနေရှိဝေဝေအတန်းနဲ့ပြောလာတယ်ရကြလားတခုခုလိုမျိုးအေးလာထွန်းရမဖြည့်ချင်းဖြည့်ချင်းနဲ့အေးသေးတာကျွန်တော်ကတော့ဒီလိုအဖြစ်မျိုးမကြုံဘူးလေတိတ်ပြီးတော့မကြောက်သေးပါဘူးဒါပေမဲ့အနံ့ကတော့ပူပူပြီးတော့နမ်းလာတယ်ဗျကားနောက်ကြည့်မှန်နေအောင်ကောင်းကျော်တော့မကြမကြကြည့်ပြတယ်ဒီကောင်မူးပြီးတော့အိပ်ပြောသွားပြီလာထွန်းအရာလဲသူ့ကောင်မကြမကြစောင်းခဲ့ပြီးနောက်ကိုလှမ်းလှမ်းကြည့်နေတာတွေ့နှစ်ယောက်သားကစကားတော့မပြောပြကြဘူးအခြေအနေကိုစောင့်ကြည့်ပြီးတော့ကားကိုပုံမှန်တိုင်းမဲမောင်းနေတာ ခဏနေတော့ကျွန်တော်တို့ကားရဲ့နောက်ကိုလမ်းမခွေအိုကြီးကထိုးဟောင်ပြီးပြေးလိုက်လာကြတာဗျခွေကခုနကောင်ရှစ်ကောင်လောက်တော့ရှိမယ်တဝုံုံနဲ့ထိုးဟောင်ဗျကားတော့ပုံမှန်လေးပဲမောင်းနေတော့သူတို့ပြေးလိုက်တာမိနေရပေါ့လေအဲ့ဒီချိန်မှာကျွန်တော်ရဲ့ကားစပင်းနေထောင်သားတယ်လို့ခံစားပြီးတော့ကြောလေးချမ်းလာတယ်လူပါချမ်းစိမ့်စိမ့်ဖြစ်လာတာကျွန်တော်တို့လူပဲလှတော်ရင်လည်းခံစားရတယ်ထင်ပါတယ်အဲကွန်ရှော့လိုက်တယ်ချက်လို့လာရအေးစိတ်လာတယ်လို့ဖြစ်လာလို့သူနဲ့ကျွန်တော်လည်းမေးတစ်ခွန်းဖြစ်တစ်ခွန်းပဲပြောမိကြတာ အဲကောရှာလိုက်လေလူကအချမ်းမပြေဘူးရေလည်းတလက်လက်တုံလာတယ်လို့ဖြစ်လာတယ်။မိုးမိုးမရဲနဲ့ကားရဲ့နောက်ကြီးမှလှမ်းကြည့်လိုက်တော့မျက်နှာတစ်ချမ်းဆုတ်ပြက်နေရဲ့ပြိမမိုးကျော်ကအောက်ကောက်ကျော်ပခုံးမိပြီးတော့ကျွန်တော်ကိုလှမ်းကြည့်နေပါဗျ။အဲ့ဒီချိန်လေးဘဝမှာအကြောက်ဆုံးချိန်ပဲ။ဘလောက်တောင်မှကြောက်မိတယ်လဲဆိုတော့စိုးပွဲရမရှိတော့ဘူး။အော်လို့လည်းမရ။နောက်ကအာဆေးမိနေတယ်လို့ဖြစ်ပြီးလက်တွေထုတ်လာတယ်။ CRI ကိုကင်ထားတဲ့လက်ကလည်းမငဲချင်လာတော့ဒီပုံနဲ့စမောင်းနေလို့မဖြစ်တော့ဘူးဆိုရဲအသေးစိတ်ကခေါင်းထဲကိုချက်ချင်းယောက်လာတာ။ ရုတ်တရက် break up ပြလိုက်တော့လှထုံးအေးလည်းကြောင်သွားပုံရတယ်ပြီးမှသူလည်းတတိယပြီးတော့ကားနောက်ခံအမြန်လှည့်ကြည့်တာလာထုံးအေးမျက်လုံးအပြူသားနဲ့တုန်တုန်ရင်ဖြစ်ပြီးကားပေါ်နေဆင်းပြေးပါလျောအဲ့တော့သူဆင်းပြေးတော့ကျွန်တော်လည်းဘလို့လို့နေမှာလဲလိုက်ပြီးတော့ပြေးရတာပေါ့အောက်ကောင်းကျော်ကအဲ့နေရာမှာတိုးလို့သူ့ဘလို့များအားကုန်မလဲမဟုတ်ဘူးလားလမ်းတစ်ဖက်စီကိုတယောက်တနေရာစီပြေးရတယ်လမ်းကူးပြီးအတူဆုံးတော့နှစ်ယောက်စလုံးမောနေကြတာဒူးတွေတုံနေမှာတဆော့ဆက်နေပဲကားစီလည်းပြန်မသွားရင်အေးတိုင်းမသွားလို့လည်းမဖြစ်ဘူး လမ်းမှာတခြားကားလည်းမရှိအောက်ကောင်းကြော်ဒီတိုင်းထားခဲ့လို့လည်းမဖြစ်နဲ့သူ့ကားနဲ့ဘီယာဆိုင်ကိုပြန်มาဆိုင်ရှိမှာကျွန်တော်တို့ကားကြီးကျန်နေလေအဲ့တော့ဘာဆက်လောက်အောင်လည်းမသိသူ့ရလည်းပြက်လာနောက်ဆုံးကဲယောက်ျားပဲကွာဘာကြောက်စရာလို့လဲဆိုပြီးအချင်းရဲ့တက်တဲ့ပြန်ပွေးပြီးတော့တုံတုံရင်ရင်နဲ့ကားစီပြန်သွားကြတာကားရှိမှန်းနေကားရဲ့အရေးဆုံးချောင်းကြည့်ရသေးတယ်ပြစ်မမှုကြောင့်မတီတော်မှာစိတ်ကနည်းနည်းအေးသွားတာဗျကားကားဖွင့်ပြီးတော့အောင်ကောင်းကြော်ကိုအရင်ဆုံးနှိုးလိုက်ကြတယ်။တကောင်နှိုးနေကျွန်တော်လည်းကြောက်စိတ်နေနေတော့ပြေးမယ်လေ။အေးမနေ့တော့နှိုးရရဲ့နော်။ မျက်နှာအောင်ရှည်တက်မှုရှင်နဲ့ဖြန်ပြီးလှုပ်လို့တော့မှနိုးလာတာသူလဲနည်းနည်းတော့အမှုပြေနေပြီကျွန်တော်တို့လည်းဖြစ်ကြောက်ကုန်စင်ပြောတာပေါ့သူကတော့မကြောက်ပါနဲ့လို့ပြောရှာပါတယ်ဒါပေမဲ့ဒီကောက်လဲကြောက်နေဆိုကျွန်တော်သိတယ်အဲ့လိုနဲ့ပဲလှထုတ်ရကားတက်လဲပြန်မအောင်ကျွန်တော်ကဘေးရထိုင်အောက်ကောက်ကြောင်နောက်ခတ်မှာပဲသူ့ပစက်ကနေပြောနေမိုးလေးကိုကိုကားပေါ်မလိုက်ပါနဲ့ကွာတဲ့လာထုံးရတော့ကားရဲထဲထားတဲ့တရားကိုထပြီးဖွင့်လိုက်တယ်။ကြောက်တာ။အိုးဘီယာဆိုင်ဘက်ကိုပြန်ပြီးတော့လှည့်ပြီးမောင်းလာကြတယ်။မကြောက်ဘူးကတော့အားတင်းထားကြပြီမဲကျော်ကတော့မလုံးပြ မောင်းလာရင်လည်းကောင်းနောက်ခံပဲအာရုံစိုက်နေကြတာမလားဘလောက်တောင်သွေးပြတ်ဖို့ကောင်းတယ်လဲဆိုရင်လှထွင်းရဲ့မောင်းနေရဲ့ဘတ်ချာကားပြရနေအတန်းကြလို့အကုန်လုံးလှည့်ကြည့်လိုက်တော့မျက်နှာတစ်ချပ်ဆုပ်ပြတ်တတ်တဲ့ထရားကြီးနဲ့ပြိမှုမှုကြွဘေးချင်းရှင်ပြီးပြေးလိုက်ညာကျွန်တော်လည်းငဲတောင်ပါအော်ဟစ်မိကြပဲလာထုံးအရာလီပါကုန်နေမီမောင်းတာတာမတ်ကမပြောနဲ့ပြိုင်ကားတော့မိအောင်မလိုက်နိုင်နဲ့နှုံထားနော်ပြိမှုမှုကြွတော့ထက်ချက်မကွာလိုက်ပါလေတော့မယ်နောက်ဆုံးကားပလက်ဖောင်းဝင်တိုက်မိပြီးကားလည်းမောက်ပါလေရောကျွန်တော်လည်းသိပြီးလို့တွက်လိုက်တာစေယုံမှာတတိလေးနေရာတညာ နောက်ရညနေခင်းမှာတတိပြန်လဲကံကောင်းလို့မသိရတတိပြန်ရလာတော့လူဝကြောင်းတော့ဖြစ်လို့ဘယ်နေရာကြီးကြီးပြည့်မမိုးကြောပဲမြင်နေတယ်လို့ဖြစ်နေတာပရိတ်ရည်တွေရေမန်းတွေမနေမနောတောက်လိုက်ရသေးတယ်အဲ့ဒီကိစ္စဖြစ်ပြီးတော့အောက်ကောက်ကြော်လဲဖုန်ကြီးဝတ်သွားတာခုဆိုရင်သုံးဝါတော့ရတော့မယ်တခါတခါဦးစင်းစီသွားပြင်မင်းမိပါသေးတယ်မိုးလေးရှိသေးလားဗျာဆိုတော့ကြောင်းနေရာပိနေပင်ကြီးမှာထိုင်နေတော့တခါတဲ့ဦးစင်းသူ့ဆွဲမချွတ်ဘူးလားအမြောက်မပေးဘူးလားနေ့ရက်တိုင်းလဲအမြပေးတယ်အလှူဒါနလောက်တိုင်းလဲအမြဝေးတယ်တခါ သူကအမြမလို့ခြင်းမူဆိုတော့ဦးစလည်းမတက်နိုင်ဘူးပေါ့ဦးစိတ်တွေ့ခြင်းမိပဲဝေးဝေးမှတခါပဲတွားပြီးတော့တွေ့ရတော့တာတွားရင်လည်းပိနေပင်ကြီးဝေးဝေးရနေရှောင်ပြတ်တော်ရလေဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်တူလေးကိုနားဆင်ရတာပရိသတ်တူအနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရက်တွေမှာလည်းတိတက်ပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်မများစွာကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ကြဖို့လည်းမမေ့ကြပါနဲ့ဦးနော်နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျချင်းစီတိုင်းကိုလည်း ကျေးဇူးတူပဲတရှိပါရဲ့ရှင်